ပြားရီကိုတည်ရတာကစားနိုင်ခဲ့ပြီးတော့နောက်ဆုံးနှစ်ပွဲဆက်နိုင်ပွဲပျောက်ခဲ့တဲ့အာစနယ်မင်္ဂလာပါကိုခိုင်းစတဖူဘောရှူအနီကျူတူပါရယ်အာစနယ်တင်းကတော့တပတ်ချန်ပီယံလိမှာအကောင်းဆုံးဆောင်ရည်တွေပြတ်သားခဲ့ပေမဲ့ပရီးမီးယားလိမှာတော့နောက်ဆုံးနှစ်ပွဲဆက်နိုင်ပွဲပျောက်ခဲ့တယ်လို့ပြောရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီအာစနယ်နဲ့ဘရန်ဖူရဲ့ပွဲပြီးသုံးသက်ချက် full time review ကိုတစ်ချက်လုပ်လိုက်အောင်ခင်ဗျဒီပွဲတွေမှာ ာစတန်နီးပြအာတီတာအနေနဲ့ရီယယ်မက်ဒရစ်ပွဲအတွက်အဓိကကစားသမားအချို့ချန်ပြီးတော့အရင်ကစားသမားတွေနဲ့ပေါင်းပြီးတော့တည်ကစားသွားခဲ့တယ်ရီယယ်မက်ဒရစ်နဲ့ဒီပထမကြော့ပွဲထွက်လူစင်းကကစားသမား9ယောက်ပဲပါခဲ့တယ်6နေရာတိတိပြောင်းလဲအသုံးပြုပြီးတော့အကောင်းဆုံးကစားသွားခဲ့တာပဲဖြစ်ပါတယ်အဲဒီလိုမျိုးလူတွေပြောင်းလဲကစားသွားလို့ဟိုရှော့ကန်တယ်တို့ထိန်းကန်တယ်တို့မဟုတ်ဘူးပွဲကိုအစားဆုံးကြည့်မိတဲ့ညီကိုတွေကတော့ဒီမှာပါ ာစနယ်အသင်းဒီတကယ်ကိုဖိဖိစည်းစည်းနဲ့နိုင်ပွဲတစ်ပွဲကိုရဖို့အသွွန်ခွန်ဆိုင်ကြိုးစားသွားပါတယ်ကျွန်တော်တွေကလည်းဒီစိတ်ပိုင်းဆိုင်ရာအသာစီးရနေတဲ့အချက်နဲ့ဖိဖိစည်းကစားမဲ့ဆိုတဲ့အချက်လက်ကိုမူတည်ပြီးအာစနယ်ကိုသဘောကျတာကိုပြတ်ဖို့မပြတ်ဖို့တဲ့ဆိုင်အာစနယ်အသင်းနိုင်ဖို့ဆိုတာဒီပွဲစဉ်ဟာဟိုတေချာတလောက်ရှိခဲ့တယ်ပေါ့နော်တကယ်တမ်းကစားတဲ့အချင်းတွေမှာလည်းအာစနယ်အသင်းဒီကိုကန်သွင်းခွင့်အများပြားရခဲ့တယ် တဖက်အကူသမား Flaggen ပုတ်ထုတ်ကောက်ွယ်မှုတွေကောင်းတာလဲပါတယ်လို့ဒါ Tiani ရဲ့ခေါင်းတိုက်အတွင်းကိုတကူလဲလူချင်မောဖြစ်သွားတာပါတယ်ဒီလိုမှမဟုတ်ရင် Arsenal တင်းရဲ့အတွင်းကို2-1လောက်အနည်းဆုံးရှိတယ်အဲ့တော့ Thomas Partey အနေနဲ့ဒီပွဲစဉ်မှာအတွင်းကိုတကူသွေးယူပေးသွားခဲ့ပြီး Declan Rice ကလည်းအဲ့ဒီအတွင်းကိုအတွက်ဖန်တီးမှုပြုလုပ်ပေးသွားခဲ့တယ်ပြောချင်တာကတော့ Real Madrid ပွဲစဉ်ကအကောင်းဆုံးခြေနှံပြတ်တာသွားခဲ့တဲ့ကစားသမား2ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာအတာအသီးရရှိမှုကဒီပွဲမှာပါထပ်ပြီးပါလာတယ်။အဲကိုနဲ့ပတ်သက်ပြီးပြင်ဆွေးနွေးမယ်။ဒီစိတ်အားထက်သန်မှုเนาะစိတ်ပိုင်းဆိုင်ရာကောင်းမှုမှုဒီအာစတေကစားသမားတွေရဲ့စိတ်ထဲမှာအဓိကကိန်းအောင်းနေတယ်ပေါ့ဗျာ။သို့တော့ဟိုပွဲစဉ်တိုင်းကစိတ်ပိုင်းဆိုင်ရာအတာအသီးရပြီးကောင်းမှုယုံတဲ့နိုင်ပွဲတစ်ပွဲပေါ်ဆောင်မှုဆိုတာကလည်းမဖြစ်နိုင်ဘူး။ဒါမဲ့လည်းအကောင်းဆုံးကစားသွားခဲ့တယ်လို့ပြောရမှာဖြစ်ပါတယ်။ဆိုတော့ကဗီယောဆလီဘာတီယာနီ ကျွန်တော် right back မှာ Thomas Partey ကိုထုတ်ခဲ့ပေမဲ့အဲ့ဒီ defensive line ကဒီနေ့ပွဲမှာတတ်တောင်တတ်တာကစားခဲ့ရတာအမျက်လိုပဲပြောရမယ်။ Thomas Partey ကိုလူသားလဲခွင့်ရခဲ့တယ်။ Saliba နဲ့ Tierney တို့ပွဲချိန်ပြီးကစားသွားခဲ့ပေမဲ့အသေးအတန်ဖြတ်ထုတ်ပြီးနော် physical တွေအားပြုပြီးကစားခဲ့ရတာတော့မဟုတ်ဘူး။ပြန်မဲ့ရသွားတဲ့ဂူကလည်းဒီတိုင်းအမြင်ဘဝကနေပြန်ကျလာတဲ့ second ဘဝကနေရသွားတယ်ဆိုတော့ဟိုတောက်လျှောက် light block နော် intercept တွေလို့အသေးအတန် uh, press နေတဲ့ပုံစံမျိုးမှာမရှိခဲ့ဘူးပေါ့နော်အဲ့အတွက်ကြောင့် defensive line တွေကကစားသမားတချို့ဒီအနေငယ်အနားရခဲ့တယ်လို့ပြောရမှာဖြစ်ပါတယ်ဆိုတော့ဒီလိုမျိုးခံစစ်ကစားသမားတွေအနားရအောင်အဓိကစွမ်းဆောင်ပေးသွားခဲ့တဲ့ နေရာအစိတ်ပိုင်းကတော့ကွင်းလယ်ကစားသမား၃ယောက်ဖြစ်ပါတယ် midfield trio ပါဒီ midfield trio မှာ Jorginho ကအထိုင်ကစားသမားဖြစ် ကစားသွားခဲ့ပြီးတော့ Declan Rice နဲ့ အဲကျွန်တော်ရှိရဇင်းကြီးပေါ့နော်ဇင်းတို့က CMAM ပုံစံမျိုးတစ်ခါလေကြာရင် CMCM ပုံစံမျိုးကစားသွားတယ်ဇင်းချင်ကောများသောအဖြစ် attacking midfielder တယောက်ပုံစံမျိုးပေါ့အောင်ကစားသွားခဲ့တာကိုတွေ့ရပါတယ်သို့တော့ကျွန်တော် left wing right wing နှစ်ဝင်းလုံးဝင်ကားပုံစံမျိုး အတိတကစားစီတာမဟုတ်ဖ ೇನೆ နွန်နယ်ရီကိုနည်းနည်း side midfielder ပုံစံမျိုးကစားစီပါတယ်အဲ့လိုမျိုး ကစားစီတဲ့အတွက်ကြောင့် Thomas Partey က အနေငယ်အနားရတဲ့ပုံစံမျိုးတော့ဖြစ်သွားတယ်ပေါ့နော်ပုံမှန်အားဖြင့်ဆိုရင် Nonary က right wing ကတယောက်အဖြစ်ရှေ့မှာ800ခိုင်နှုန်းလောက်ရှိနေရမှာသို့တော့ဒီနေ့ Thomas Party ကို carry လောက်ခိုင်းထားတဲ့အတွက်ကြောင့်နောက်မှာများသောအားဖြင့်ရှိတယ်50 50လောက် Nonary ကအားဖြစ်ပြီးကစားပြီးသွားခဲ့တယ်ဆိုတော့ site ဒီ channel တွေမှာဒီလိုကစားတဲ့ပုံစံအားလည်း Arsenal အသင်းတို့အများကြီးအဆင်ပြေခဲ့တယ် Martinelli ရဲ့ထူပေါမှုနှုံးနေ ကောင်းမွန်ခဲ့တာတွေ့ရတယ်လို့ကျွန်တော် Nunnery ရဲ့တချို့သော reverse cross တွေအားလည်း Brentford အသင်းကိုအများကြီးဒုက္ခပေးနိုင်ခဲ့ပါတယ်ဒါပေမဲ့ Brentford ကကြတော့အရင် DP အောင်ကစားနိုင်တဲ့အသင်းတစ်သင်းပြအသင်းမှာရှိတဲ့ကစားသမားအများစုကဒီ Thomas Frank ရဲ့ view ပိုင်းအောက်မှာ300ဒီ400ဒီဇက်တိုက်လောက်အသားကျနေပြီးသားကစားသမားတွေဖြစ်တဲ့အခါကျတော့လည်းဂိုးရဖို့ကအဲ့ဒါလောက်ဒီလွယ်ကူမနေဘူးငကိုကလေးကကျွန်တော် deep block တို့နော် low block တို့ sorry ပုံစံအရန်ကောင်းတဲ့အသင်းတစ်သင်း ဒီနေ့ဘောလုံးရာသီရဲ့ပြီးခဲ့တဲ့ဘောလုံးရာသီ၂ရာသီလောက်မှပြိုင်ဘက်အသင်းတွေက central zone မှာကြောက်အောင်ဆော့ပြီး deep block တွေကစားလာပေမဲ့ Brentford ကတော့ဟိုးရင်အချိန်ကာလတွေကအဲ့လိုပုံစံဆော့ခဲ့တဲ့အသင်းတစ်သင်းဖြစ်တယ်။ဒါပြင် Arsenal အသင်းအားတာတဲ့ speed တွေကိုအကောင်းဆုံးရှင်ပြီးကစားနိုင်တဲ့အသင်းတစ်သင်းမှာဘာကြောင့်လဲဆိုတော့သူတို့ကိုယ်တိုင်က speed ကောင်းတဲ့အသင်းတစ်သင်းအရက်မြင့်တဲ့ကစားသမားတွေပါတယ် physical ဘိုင်းကိုအားပြုတ်ပြီးတော့ area jewel တွေနော်အားတာချက်နဲ့အတူကိုရဖို့အတွက် အားကိုးတတ်တဲ့အသင်းတဲ့ကော်နာရီကနေဒါမှမဟုတ် free kick တရားနေဒီလိုအခြေအနေမျိုးတွေကနေ Brentford အသင်းကိုးရသွားတာအများကြီးရှိတယ်။နောက် counter attack တရားနေအားပြုတ်ပြီးကစားရပေါ့နော်။ဒီလိုကစားခက်ခဲတဲ့အသင်းကိုတံပက်အသင်းရဲ့ opposition box ထဲမှာထိကျက်အများကြီးယူပြီး Arsenal အသင်းကကစားသွားနိုင်တာကျွန်တော်ချီးကျူးရမယ်။ဒါပြင်ကစားဖို့ခက်ခဲလွန်းတဲ့ကြက်လွန်းတဲ့ pocket space တွေမှာလည်း Arsenal ကစားသမားတွေကစိန်ပြေနေပြေကိုဘစ်တက်တွေထိုင်ပြီးတော့ပုံဖော်နေတာတွေ့ရတယ်။အဲ့တော့ possession ဒီနေ့ပွဲမှာတော့ အများကြီးယူခဲ့တယ်ဘရန်ဖို့ဒီလိုကစားမှာပဲဖြစ်တဲ့အတွက်ကြောင့်အာဆန်နီးပြအာတေတာဒီလိုပုံစံသုံးခဲ့တယ်လို့ကျွန်တော်ယူဆတယ်ဗျပုံမှန်အားဖြင့်ဆိုရင်အာဆန်အသင်းဒီ counter attack တွေအသုံးပြုတယ်နော် drive pass တွေသုံးပြီးတော့ဂိုးရဖို့အတွက်အထီရောက်ဆုံးအနှိမ်မြန်ဆုံးနီးလန်းကိုကစားလေးရှိတယ်သို့တော့ဒီနေ့ပွဲစဉ်မှာ Bravo လို့သွားကစားလို့မရဘူး Bravo ကပေးပြီးတော့ကစားထားတာဒါ Bravo ရဲ့အထာပဲဆိုတော့ဒီနေ့ပွဲစဉ်မှာ Arsenal သေးသေးကြာသွားခဲ့တယ်ဆိုပေမဲ့စွမ်းဆောင်ရည်ပိုင်းအရာကြည့်မယ်ဆိုရင် ပြပြောစရာတော့မရှိခဲ့ဘူးပေါ့နော်အားလုံးအဆင်ပြေအောင်ကစားသွားနိုင်ခဲ့တာကိုတွေ့ရပါတယ်ဆိုတော့ကျွန်တော် twin goal လေးတွေပြန်ပြီးတော့ဆန်းစစ်ကြည့်အောင်အာစနယ်တင်းရသွားတဲ့ပရမတ်မြောက် twin goal အဓိကပြောချင်တာပါကိုသူမ David Raya ရဲ့ဒါပါနက်လုံးမှုကြောင့်ရသွားတယ်လို့ပဲပြောမှဖြစ်ပါတယ်ပေးခုပြန်ပေးလိုက်တာတော့တိတ်နှမျောစရာကောင်းတယ်ပေါ့ဗျာဆိုတော့ Bravo အတင်းကစားသမားအများတို့က corner တို့နော် free kick တို့ကနေဂိုးရဖို့အတွက် ကြိုးစားလေးရှိတာကိုရိုင်ယာကောင်းကောင်းသဘောပေါက်ပါတယ်။ဘာကြောင့်လဲဆိုတော့သူကိုယ်တိုင်ကလည်း Brandfo အသင်းရဲ့ကုသမားတယောက်ဖြစ်ခဲ့ဘူးတာ။အဲ့တော့ Brandfo ရဲ့ corner ကန်တင်ပေးလိုက်တဲ့အချိန်မှာအဲ့ဒီဘောလုံးကိုရအောင်ဆွဲဖမ်းပြီးသူကပထမဆုံးဘောလုံးလမ်းကြောင်းခွဲဝေပေးရသူဖြစ်ခဲ့ပါတယ်။ကုသမားတယောက်ရဲ့တိုက်စစ်အမြင်ဆူရှာမှုကလည်းပွဲတစ်ပွဲမှာဘလောက်ထိအရေးပါတယ်လဲဆိုတာ David Raya ကဒါပြတ်တသွားခဲ့တာပါ။အဲ့တော့ David Raya ခင်းပေးလိုက်တဲ့လမ်းကြောင်းမှာ Declan Rice ကလည်းအာတုံခွန်ဆိုင်ဆွဲပြေးသွားတယ် အဲ့ချိန်မှာ channel တွေကနေကစားသမားနှစ်ယောက်တက်လာတယ်တစ်ဖက်က martinelli ဖြစ်ပြီးနောက်တစ်ဖက်က thomas party martinelli ဘက်ကတော့ brandford ကစားသမားတစ်ယောက်ရှိနေတယ်သို့တော့ thomas party ဘက်မှာကျတော့ brandford ကစားသမားတစ်ယောက်မှ marking ကတ်မထားဘူးဒါအပြင် central zone မှာလည်း brandford ကစားသမားတစ်ယောက်မှမရှိတော့ဘူးဘာကြောင့်လဲခုနကောင်က corner ကိုခေါင်းတိုက်ကိုသွင်းဖို့အတွက် arsenal အသင်းရဲ့ goal area bounce ထဲကိုရောက်နေတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ် Brentford လိုအသင်းမျိုးကိုပြန်ပြီးတော့အခွင့်အရေးမမီရယူခြင်းအဲ့လို counter attack situation မျိုးတွေမှာပဲအဆင်ပြေလိမ့်မယ်။ထားပါအဲ့တော့ Declan Rice ဆွဲပြေးလာတဲ့အချိန် Declan Rice ကိုလည်းကတ်မဲ့လို့မရှိဘူး။ Rice ကလည်း long shoot ကန်တာကောင်းတဲ့ကစားသမားတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့် party ကိုလည်းအဲ့ CB တနေရာမှာဂျန်တဲ့ကစားသမားအရင်တော့မကတ်ရဲဘူးဗျ3 vs 2ပုံစံမျိုးကြီးဖြစ်သွားဒီချိန်မှာ Rice ကတော့ကျွန်တော်ထင်တဲ့အတိုင်းပဲ party ကိုပြေးလိုက်တယ်။ party ရဲ့လွတ်လွတ်ကျွတ်ကျွတ်ကန်သွင်းနေအဖွင့်ကိုရသွားတယ် ်ဒီဂိုးနဲ့အာစတင်သင်နိုင်ခဲ့တင်တာပေါ့နော်ဒါပေမဲ့လည်းဒါဝစ်ဆာတို့အမ်ဘီမိုတို့ဆိုတာလက်နက်ပုံးနေဘယ်တော့အခါမှအထင်သေးလို့မရတဲ့ကစားသမားတွေဖြစ်ပါတယ်ဘရန်ဖို့ကလည်းသူတို့ရဲ့အားတာချက်ဖြစ်တဲ့ဒီအမြင်ဘောတွေကနေပြန်ပြီးတော့ဂိုးတကူရခဲ့တာပါအဲ့တော့ကော်နာကနေပြန်ပြီးတော့ဘောလုံးပြန်ကျလာတယ် reverse cross ပြန်တင်တယ်ပြန်ကျလာတယ်ပြီးတော့ဝစ်ဆာကပိတ်သွင်းနေအဖို့တန်ချီပါဂိုးတကူရရှိသွားခဲ့ပါတယ်ခင်ဗျအဲ့တော့အာစနယ်က ဒီပွဲတည်ကြခဲ့တဲ့အတွက်ကြောင့်နောက်ဆုံးပရီးမီးယားလိနှစ်ပွဲဆက်နိုင်ပွဲပျောက်ခဲ့တယ်လို့ပြောလို့ရတယ်။ဒါပေမဲ့လည်းအသင်းရဲ့အဓိကကစားသမားတချို့အနားရခဲ့ခြင်းဟာရီယယ်မက်ဒရစ်နဲ့ပွဲစဉ်အတွက်ချုပ်တင်ပြင်ဆင်မှုအနှဲငယ်ဖြစ်ခဲ့ပါကြောင်းသုံးသပ်ဆွေးနွေးနေပဲဗီဒီယိုလေးကိုနားကြပါရစေ။ချစ်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။